โอเคအားလုံးပဲမင်္ဂလာပါအာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီအင်္ဂလိပ်စကားပြောနေပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပါရမယ်အင်္ဂလိပ်စကားပြောနေပတ်သက်ပြီးတော့အာကျွန်တော်တို့ကဒီအခုနောက်ပိုင်းမှာเนาะအခုကျွန်တော်တို့လူငယ်ရဲ့လက်ထက်မှာအင်္ဂလိပ်စကားနဲ့တရုတ်စကားကလည်းဒါမရှိမဖြစ်တဲ့အမတိထားရင်မဖြစ်တဲ့ဘာသာစကားတစ်ခုအနေနဲ့အရေးကြီးရဲ့အခန်းကဏ္ဍအနေပါလာတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကအခုခေတ်အနေထားနေက အခုခေတ်အနေထားနဲ့မှမဟုတ်ပါဘူးဘယ်ခေတ်အနေထားမှပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကအင်္ဂလိပ်ပတ်ဝန်းကျင်မဟုတ်ဘူးတရုတ်ပတ်ဝန်းကျင်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစကားပြောစွမ်းရည်ကမတိုးတက်ဘူးပေါ့နော်မတိုးတိုးတက်တဲ့တော့မတိုးတက်ဘူးကိုကမင်းနေနေစကားလုံးတွေရထားတဲ့ဆိုတော့လည်းပဲတကယ်တမ်းစကားပြောတဲ့အခါမှာမထွက်တာတွေပေါ့နော်စကားမပြောရရရှိရစကားမပြောရရရှိရနောက်ပြီးခါကြလို့ရှိရင်အတန်ထွက်မမှန်ပါတွေပါတယ်အဲ့မျိုးရှိရပေါ့နော် ပြီးလို့ရှိရင်ဒီဝါကျတိဆောက်ပုံကတော့စကားပြောတဲ့ရှင်မှာ grammar အမားတွေပါတယ်ပေါ့နော်ပြောကျွန်တော်တို့ပြောနေကြစကားလုံးတွေကအာ broken language လို့ပြောလို့ရပါတော့ဘာလို့ပြောမလဲအာကျိုးပြတ်နေတဲ့ဘာသာစကားပုံစံမျိုးပါဗျာနော်အဲ့လိုမျိုးဖြစ်နေကြဆိုတော့အာကျွန်တော်တို့အဲ့ဒါတွေကိုမှန်အောင်ကိုယ့်ဘာသာကိုလေ့ကျင့်ကျင်တယ်ဘလို့လေ့ကျင့်မလဲတကယ်ချင်းရလည်းမရှိအဖော်ရလည်းမရှိဘူးပေါ့နော်ဒါပေမဲ့မင်းဆိုတော့အဲ့ဒီကိစ္စကိုစိတ်ပူစရာမလိုဘူးဘာလို့လဲဘာလို့လဲဆိုတော့အခုက AI တွေက ဒါဟိုဖြစ်လာပြီဗောနော AI နဲ့ဒါနေရာတကာတိုင်းမှာနေရာဝင်ယူလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီကိုကိုကိုအရေးချင်းနေမြင့်တင်တဲ့နေရာမှာလည်းဒီ AI တွေကိုအတုံးချလို့ရတယ်ဗောနော် Okay ဒီနေ့မှာတော့ကျွန်တော်ဒါဒီတရုတ်ရဲ့ application တရုတ် AI ဗောနော်တောက်ပေါ်လို့ပြောတာဒီပဲထုတ်ဖဲထုတ်အဲ့လိုပြောဗောနော်အဲ့ဒီကောင်ဗောနော်အဲ့ဒီ AI ကိုတုံးချပြီးတော့ကျွန်တော်အင်္ဂလိပ်စကားပြောရင်းနည်းနည်းပါလေ့ကျင့်ပြမယ်ပေါ့နော်ဘယ်လိုလေ့ကျင့်ရလဲဆိုတာကိုမိတ်ဆွေတို့လည်းနေလန်းယူလို့ရတာပေါ့ ဲ့တော့ဒီဗီဒီယိုကတိတ်ပြီးတော့ရှင်းမှာမဟုတ်ဘူးအဲ့ဒါကြောင့်တော့အဆုံးထိကြည့်ပြီးတော့နေလန်းယူကြပါဆိုတော့မိတ်ဆွေတို့ဒီ app ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဒီ app မှာလုံးဝအာဘယ်လိုပြောမလဲ special feature အနေနဲ့ပေါ့နော်ပြောလို့ရှိရင်ဗျာကျွန်တော်တို့ chat gpt မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလိပ်စကားကို practice လုပ်ချင်တယ်ဒါမှမဟုတ်တရုတ်စကားပြော practice လုပ်ချင်တယ်ဆိုရင်သူ့ကို ပြောရတယ်ဗောနော်အေးငန်းနဲ့အတူတရုတ်စကားပြောလေ့ကျင့်လေ့ကျင့်ပေးပါအင်္ဂလိပ်စကားပြောလေ့ကျင့်ပေးပါအဲ့လိုမျိုးပြောရတယ်အာဒါပေမဲ့ဒီကောက်မှာတော့အဲ့လိုတော့ပြောစရာမလိုဘူးသူ့မှာတခုငကိုရေပါတယ်ဗောနော်ဒီမှာနော်တကယ်လို့မိတ်ဆွေတို့ကဒီနေရာမှာဝင်ထားမိတာဖြစ်နေတယ်ဆိုရင်ဒီနားလေးကများလေးကိုနှိပ်ပြီးထွက်လိုက်ပါပြီးရင်ဒီမှာရှိရ language ဗောနော်ဒါ practice ဗောဟာဒီကောင်လေးကိုနှိပ်လိုက် အဲ့ကောင်လေးနှိမ့်လိုက်တယ်ဆိုဒီနေရာကိုရောက်လာလိမ့်မယ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစာရိုက်ပြီးတော့ပြောရဲဆိုတော့လေးပဲသူကအတန်နဲ့ပဲပြန်ပြောလိမ့်မယ်ဥပမာကျွန်တော် hi လို့ရိုက်ပြမယ် Hi there nice to chat with you How's your morning going ဟာတွေ့လားသူကအတန်နဲ့ပဲပြန်ပြောတယ်ဒီကောင်ရဲ့ဒါကတော့ဒီကောင်ရဲ့မိုက်တဲ့အားတာချက်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကအတန်မလို့ချင်ဘူးဆိုဒီနားလေးမှာပိတ်ထားလိုက်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကအတန်နဲ့တုံးဝင်ပေါ့နော် အတန်နဲ့တုံးမယ်စာလဲတုံးမယ်ဒါကြောင့်မလို့ဒီအတိုင်းမျိုးဖွင့်မယ်ပြီးရင်ဒီမှာ WeChat လို့ပဲဒီနားလေးက speaker ပုံလေးကိုနှိပ်လိုက်တယ်ဆိုရင်သူကအတန်နဲ့ပြောတဲ့ဟာတွေပြောင်းသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ฮัลโหล Can you have me my brightest English I think you mean help me improve my English That's a great goal Let's start with something simple. What's a hobby you enjoy? အာမိတ်ဆွေတို့တတိထားမိလားမသိကျွန်တော်သူ့ကိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ပြောလိုက်တဲ့စကားလုံးတွေက sentence မမှန်ဘူးအာနောက်ပြီးရခါကျရင်စာလုံးပေါင်းအမားတွေပါတယ်အတန်ထွက်အမားတွေပါတယ်တွေ့လားအဲ့လိုအတန်ထွက်အမားတွေစာလုံးပေါင်းအမားတွေ sentence အမားတွေကိုသူကပြန်ပြင်ပေးတယ်ဘလို့ပြင်ပေးလဲဆိုတော့ဒီမှာကြည့်လိုက် I think you mean ကငါထင်တယ်မင်းပြောချင်တာကတော့ help me improve my english အာမင်းပြောချင်တာငါရဲ့ english skill ကိုတိုးတက်အောင် ကူညီပေးပါဒီလိုပြောချင်တာနဲ့တူတယ်တူအဲ့လိုမျိုးပြောပေးရပေါ့နော်ဒီမှာအောက်မှာစာလုံးလေးတခါတည်းတူကစာတန်းထိုးပေးရယ်အာပြီးလို့ရှင်ကျွန်တော်တို့ဘယ်လိုပြောတင့်နေဆိုတော့ပါတူကတခါတည်းပြောပေးရပေါ့နော်အဲ့တော့ကျွန်တော်အခုကနေစပြီးတော့တုံးသွားမဲ့စကားလုံးတွေကအာတန်ထွက်အမားတွေနောက်ပြီးတော့ sentence အမားတွေစာလုံးပေါင်းအမားတွေဖြစ်လိမ့်မယ်ဒါအဲ့ဒါတွေကို ီကောင်ကပေါ့နော်ဒီ AI ကဘလို့ပြန်ပြင်ပြီးရောဘလို့ပြောတင်နေဆိုတော့အကြံပေးရမလဲဆိုတော့မိတ်ဆွေတို့တစ်ချက်လောက်ကြည့်ပါကျွန်တော်ပြောရမယ့်အကြောင်းအရာကအာကျွန်တော်မနေ့ပိုင်းပေါ့နော်မနေ့အိယာထားလာတယ်ထားလာပြီးတွားရေချိုးကန်တွားတယ်တွားတိုက်တယ်မျက်နာတက်တယ်အာတေးပေါက်တယ်ပြီးတော့ပြန်လာအိတ်တယ်အဲ့လိုအကြောင်းအရာကြီးပြောရမယ်ပေါ့နော်โอเคအဲ့တော့စလိုက်မယ် Today I wake up in the morning and I go to the bathroom after that I'm pissed and I wash my face and I brush my teeth and come back to my sleep room. Great job sharing your morning routine. Let me help polish that a bit for smoother English. Today, I woke up in the morning and went to the bathroom, my teeth. Then I went back to my bedroom. Small tweaks. Past tense since it's something you did already. ဒီမှာဆိုလို့ရှိရင်မိတ်ဆိုတော့တတိတားမိလာကျွန်တော်ပြောရတာတူတဲအိုင် wake up လို့က W A K E wake up လို့တုံးသွားတယ်ဒါပေမဲ့တူအောက်မှာပြန်ပြင်ထားပြီးရတွေ့တော့ woke up W O K E woke up ဆိုပြီးတော့ပြင်ထားပြီးရပြီးတော့ကျွန်တော်တုံးသွားတဲ့အထက်မှာကအာဒီမှာပေါ့နော်အာ go to the background လို့တုံးသွားတယ်ဒါမှမဟုတ်လဲကျွန်တော်တုံးထားတဲ့အထက်မှာအဲ့ go ဆိုတာကိုတုံးထားတယ်ပေါ့နော်ဒါပေမဲ့တူအောက်မှာပြန်ပြင်ပေးတာဘယ်လိုလဲဆိုတော့ want ကိုးစားပေါ့နော်တူအမျိုးပြန်ပြင်ပေးထားတယ်ပေါ့ဟာနောက်ပြီးတော့ကျွန်တော် slick room လို့ပြောထားတဲ့ဟာကိုတူက back room လို့ပြောတာ slick room ကျွန်တော်ကအဲ့ရာကိုပြောချင်တာအာဒါပေမဲ့ကျွန်တော်စလုံးပေါင်းအမားကိုတုံးလိုက်တယ် slick room ဆိုပြီးတော့တုံးလိုက်တယ်တူကတော့ back room ဆိုပြီးတော့ပြန်ပြင်ပေးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့စလုံးပေါင်းကျွန်တော်ရဲ့အပေါ်ကပြောချင်တဲ့စကားလုံးရဲ့တကယ်အကြောင်းအရာအမှန်ကဒီနားလေးရအပိုက်လေးပေါ့နော်ဒီမှာအာ today ဆိုတာကျွန်တော် slack map ပြမယ် ဟာဒီနားလေးကကျွန်တော်ရဲ့တကယ်စလုံးအမှန်ပေါ့နော်သူပြန်ပြင်ပေးတဲ့စလုံးအမှန်အဲ့ဒါကိုကျွန်တော်တို့နားထောင်ကြည့်လို့ရတယ်ဒါလေးကိုနှိပ်ကြည့်လိုက် Today I woke up in the morning and went to the bathroom After that I peed washed my face and brushed my teeth Then I went back to my bedroom ဒါဆိုလို့ကျင်မဲ့ကျွန်တော်နားလိုက်ပြီးထိုင်တယ်ဒါဆိုလို့ကျင်ကျွန်တော်တို့အပေါ်မှာပြောရမယ့်ဇာတ်ကလုံးပေါ့နော်ဒီအပေါ်ကပြောခဲ့တဲ့ဇာတ်ကလုံးတွေက လူနားလေတယ်ဆိုပေမဲ့တကယ်တကယ်တမ်းမှာကျွန်တော်တို့ပြောတင်တဲ့ဇာတ်ကလုံးကအဲ့လိုမပြောရဘူးဒီမှာဒီလိုပြောရတယ်ပေါ့နော်ဒီနားလေးကတူပြထားပေးတဲ့ဟာအာဒီလိုလေးပြောတင်နေပေါ့ဒါဆိုရင်ကျွန်တော်ဘယ်နားမလဲဘယ်နားမှန်တယ်လဲဘယ်လိုပြောတင်လဲဇာတ်ကလုံးအတုံးတုံးတွေဘယ်လိုတုံးတင်လဲဆိုတော့ကျွန်တော်တို့အလွယ်တကူကြည့်နိုင်တယ်ဒါဆိုရင်တူပြောထားတဲ့ဇာတ်ကလုံးကိုကျွန်တော်ပြန်ပြောကြည့်မယ် Today I woke up in the morning and I went to the bathroom after that I pee wash my face and brush my teeth then I walk back to the my bedroom တို့ကကျွန်တော်တို့အဲ့လိုပြောတင်တယ်ဗောနော် okay ဒါဆိုလို့ရှင်ကျွန်တော်တို့အဲ့လိုပဲအာတခုတခုပြီးွားရှင်တခုကျွန်တော်တို့အဲ့လိုလေ့ကျင့်သွားလို့ရတယ်ဒါကကျွန်တော်အင်္ဂလိပ်စာကို practice လုပ်ပြတာအင်္ဂလိပ်စကားလုံးကို practice လုပ်ပြတာအာမိတ်ဆွေတို့ကတရုတ်စာလေ့လာနေတဲ့လူဆိုလို့ရှင်တရုတ်စာကိုအဲ့လိုနီးနဲ့ practice လုပ်လို့ရတယ်ဂျပန်စာဆိုရင်လည်းအဲ့လိုနီးနဲ့ဂျပန်စာကို practice လုပ်လို့ရတယ် okay ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲဒါကတော့မိတ်ဆွေတို့ကျွန်တော် knowledge sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်